ပါကနေဖြိုးလိုက်တိုင်ကိုကြီးရှုနေတဲ့ဧတကြီးအားလုံးကိုစိတ်နှပြကြမ်းမာချမ်းသာကြပါစေ။ဆရာနေရာဒီဆက်ဝန်းတို့ရွှေပြောင်းလာတာ2020နဲ့ငါမေလ22ရက်ရောက်လာပါပြီ။အဲ့တော့ຫນွေကနေမိုး မိုးကနေဆောင်းအချိန်ကာလကတားလို့မရအောင်နိုင်ဆက်ကနေကျက်ထားလို့မရအောင်ရွှေ့လို့လည်းမရအောင်သူ့ဘာသူပြောင်းနေမှာပဲဆက်ကန်လေးတွေမိနစ်ကလေးတွေနိုင်နေညရက်လနှစ်အဲ့လိုပဲလူတွေတတ္တဝါတွေတရှိတတ်မဲ့တွေရဲ့ယုံနာအဖြစ်ပြက်ကံတရားအဖြစ်ပြက်တားလို့မရအောင် သူ့ဟာသူဖြစ်မယ်ပြက်မယ်ပြောင်းမယ်ရွှေ့မယ်သွားတယ်အဲ့တော့ကျွန်တော်တို့လူသားတွေကတဘာဝတရားကြီးနဲ့တဟသတာဖြစ်ဖို့လိုပဲတဟသတာမဖြစ်ဘဲတဘာဝတရားကြီးကိုစကြင်မယ်ပုံကံမယ်အရွက်တိုက်မယ်ထင်ရဆိုင်မယ်ဆိုတဘာဝကြီးကတော့ဘာမှမရှိဘူးလူသားတွေကကိုယ့်ရဲ့လော်မှာဖောက်ပြမှုတွေက ကိုယ်ပြန်ပြီးဒုက္ခပေးတာအဲ့တော့ကျွန်တော်တို့တဘာဝတရားကြီးနဲ့လိုက်လျောကြီးဖြစ်ဖြစ်အောင်နေကြထိုင်ကြပါလို့တတိပေးခြင်းပါတယ်ဥမာຫນွေရောက်ရင်ຫນွေနဲ့တူတဲ့အနေထိုင်အတော်လားအစားတော့မိုးစုံမိုးနဲ့တူတာအဲ့လိုနေအခုမိုးရောက်လာပြီမိုးရောက်လာပြီဆိုရင် ရေတွေမြေတွေကြီးတော့မယ်မြေတွေပြူတော့မယ်ပုံတိုင်းတွေတိုက်တော့မယ်မိုးသီးတွေကျွေတော့မယ်မိုးတွေချိန်တော့မယ် ဒါဆိုရင်ကျွန်တော်တို့အဲ့ဒါကိုအမှုမဲ့အမှတ်မဲ့ကိုယ်နဲ့မဆိုင်သလိုမနေပဲနဲ့ငါတို့လည်းဆိုင်ပါလားငါတို့ပတ်ဝန်းကျင်ငါတို့ရွာငါတို့မြို့ငါတို့တိုင်းပြည်လည်းဆိုင်တာပဲအဲ့တော့ငါတို့ကြိုတင်ပြီးဘလို့ကာကွယ်မလဲဒီမိုးရေကိုဘလို့အတုံးချမလဲအတားလူအဲ့ဒါဆိုအကျိုးရှိပါတယ်အဲ့တော့အခုဗေဒင်ဆရာတယောက်နေကံတရားကိုပြောမှာ န်တရားဟိုပြောမဲ့အချိန်မှာအခုလိုတဘာဝတရားအကြောင်းဘာလို့ပြောရတာလဲဆိုတော့ဒီနှစ်ကခါတိုင်းနှစ်တင်တာမတူဒါဟိုနှစ်စရတွေကကျွန်တော်ပြောထားတာဟိုဖြိုးလိုက်ဆိုင်ရာမိသားစုကကျွန်တော်မိသားစုလိုဖြစ်နေလို့ကျွန်တော်ပြောတင်ပြောထိုက်တာတွေကိုချပြောတကယ်တော့တပတ်စာမှာဒါကြီးပြောစရာအကြောင်းမရှိဘာကြောင့်ပြောလဲတန်မှုထားလို့ကျွန်တော်ရဖြိုးလိုက်ဆိုင်ကိုဝင်ကြည့်နေတဲ့ပိဋကတ်ကြီးတွေအတိတတိလေးထားနိုင်ဖို့ မတူတဲ့နှစ်ဖြစ်တဲ့အတွက်တဘာဝတွေကပြင်းထန်တဲ့ငလင်တို့ပြင်းထန်တဲ့မိုးများတာပြင်းထန်တဲ့မိုးခေါင်တာပြင်းထန်တဲ့ဆယ်မြောင်းအင်းအိုင်တွေပျက်စီးတာဒါတွေလာမှာအော်မေလာ20နှစ်ဆိုရင်လာပြီကျွန်တော်မြန်မာနိုင်ငံအနေနဲ့ဆိုပုတ်တုံကဗမာတပြည်လုံးဝင်သွားပြီအဲနောက်ဆက်တွဲရလာတော့မယ်မြေကြီးတာတို့မြေပြူတာတို့မိုးရွာတာတို့ နှစ်တိုင်းနဲ့မတူတဲ့ခံစားချက်တွေနှစ်တိုင်းနဲ့မတူတဲ့သဘာဝလွန်ကဲမှုတွေလာမှာအဲ့မှာသတိထားပါဒါလေးပြောချင်ပါတယ်အခုတော့မေ20နှစ်နဲ့28ကြာမှာ ပြောင်းလဲဖြစ်ပေါ်လာမယ်ကံတရားဆက်နေရစီပွားစီကံတရားကိုလူတူရှင်းလေးတွေနဲ့တိတိကျကျထီးထီးရောက်ပြောပြမှာဖြစ်ပါဆလဘီမကာရာရာသည် မကာလာရာသီဘွားစာဒီဇင်ဘာ22ဇန်နဝါရီ20ကြားမှာမွေးဖွားတဲ့လူတွေဖြစ်တယ်ဒီလူတွေဒီရာသီဘွားတွေအားသာယခုကာလမှာအင်အားတွေပြိုင်ရတော့မှာကိုယ့်ရဲ့ဆွမ်းအားတွေလုံလဝရိယတတိတွေအတွေ့အကြုံတွေထုတ်တုံရတော့မှာဘာကြောင့်လဲကိုယ့်ရဲ့ပတ်ဝန်းကျင်မှာအားသုံးလာပြီကိုယ်နဲ့တီးတဲ့လူမတီးတဲ့လူတွေကိုယ့်ရဲ့ဈေးွက်စီးပွားတွေ ဌာနတွေနေရာထိုင်ခင်းတွေဘဝတွေအပြိုင်လာပြိုင်စရာမင်းနန်လောကဖျားကားတော့လို့မရအောင်ပြိုင်လာလိမ့်မယ်ဖျားကားတော့လာရင် ဖုံးလာတဲ့ဟိဖျားဟောတာဒီပြက်အောင်အဲ့လိုပြိုင်လာလိမ့်မယ်အဲ့ဒီမှာကိုကပါဝါတုံးရတော့ဘာပါဝါလဲစိတ်ခွန်အားစိတ်တက်ကိုမြင့်အတိယူထားတရိယူထားတတ္တိယူမွေးအလိုရှင်ပြိုင်ဖြည့်စု ဝယ်ယူတိုက်ခိုက်ပြအားလုံးနိုင်တယ်ကိုယ့်ရဲ့ရည်ရှိကောင်းသားမဲ့အလုရာသူစီးပွားအတွက်နိုင်ငံသားအတွက်နိုင်ငံသားရောက်နေတဲ့လူတွေအလုရာဖို့စီးပွားရဖို့နေထိုင်ခွင့်ရဖို့ဖြည်ပါတာယုံဝင်ပါရဲရဲသွားပါအောင်မယ်ကိုယ့်ရဲ့နေရာထိုင်ခင်းလာပြီးလူမဲ့တိမ့်ပိုက်မဲ့ဖဲထုတ်မဲ့ဂယုမဆိုင်ပါနဲ့သူကလဲသွားလိမ့်မယ်ကိုယ်လောက်ရမှာမမမမစိတ်ခွန်အားနဲ့တဏ္ဍာပြန်ပြန်စိတ်ခွန်အားအဲ့ဒီနှစ်ခုပါ မမမမစိတ်ခွန်အားတတ်တတ်ရှိတယ်တန်တန်ပြန်ပြန်စိတ်ခွန်အားတတ်တတ်ရှိတယ်အဲ့ဒီနှစ်ခုကိုပေါင်းကြည့်ကိုယ့်ဘာကိုပေါင်းကြည့်အားလုံး okay သွားလိမ့်မယ်အော်ရှည်ရည်နဲ့နဲ့စိတ်ခွန်အားနဲ့ညင်ညင်ပပစိတ်ခွန်အားတော့မပေါင်းနဲ့ထောင်ထဲရောက်သွားလိမ့်မယ်အဲ့တော့အားပြိုင်မယ်ရေရှည်ကောင်းစားမယ်အလုပ်တွေရမယ်ဝင်ငွေတွေရမယ်စီးပွားတွေရမယ်ရေရှည်ကောင်းမယ်မိတ်ဆွေတွေအခွင့်အရေးတွေအင်တာဗျူးတွေလူကိုတစိမ့်တွေ ပိဋကတ်တွေရလာလိမ့်မယ်ပိဋကတ်တထောင်ကနေတသိန်းပွားလာလိမ့်အဲဒီပိဋကတ်ကိုထိ ंछ ုပ်နိုင်မှုလို့တယ်ထိ ंछ ုပ်နိုင်မှုကမေတ္တာတရားနဲ့ထိ ंछ ုပ်ပိဋကတ်ကြီးမှာခွဆာဖို့မလုံးနဲ့ဒုက္ခပြီးသွားလိမ့်မယ်ဝေးရမယ့်အကြောင်းအဖြူအနီး냅ပြခဲရောက်ရှုရမယ့်ကုံတော့အရဟံတိတ်တိဘဂဝါအောင်အရဟံတိတ်တိဘဂဝါအောင်အရဟံတလုံး တိတ်တိတလုံးဘဂဝါတလုံးအောင်တလုံးခေါင်းကနေပြန်ဆဟိုအောက်မှာတွားပြီးအောင်နေဆုံးတယ်အပရိ၅ဘတ်လောက်စိတ်၉ဘတ်လောက်စိတ်စိတ်တလောက်ဒါရပတ်ဆိုင်ရမှာကိုတစ်သုံးပတ်လဲအင်္ဂါနေ့နေ့လဲတနာရီနဲ့၃နာရီကြာမှာထိုးနိုင်ရင်ထိုးဖြီပေါက်ဖို့ရာခိုင်နှုန်းများမကာရရာဒီဘွားမိသားစုအလုံးဘေးရန်ခင်၍ရှင်ဘောပလင်ဘောရောက်ပြီးကံကောင်းကြပါစေလို့ဆုတောင်းလိုက်ပါ We'll be right <laughs> back.